ကဘာကျော်ဒစ္စနီနီကိုလိုဒီယန်စရှိရဲ့ကုမ္ပဏီတွေကထုတ်တဲ့စစ်စရာကတ်တော့ဆက်ကောင်လေးတွေကိုတော့သင်တို့မြင်မှုကြဘူးချမှာပါဒီလိုမျိုးစစ်စရာကောင်းပေမဲ့လည်းတချို့နိုင်ငံတွေမှာတော့အမျိုးသားလုံခြုံရေးအတွက်အန္တရာယ်ရှိရဲဆိုတဲ့အကြောင်းပြချက်နဲ့တရားဝင်ပိတ်ပင်ခံရတယ်ဆိုရင်ရုံနိုင်မလားဒါကရိုးရိုးတက်မြစ်တာမဟုတ်ဘူးနော် ပုံတွေအယုတ်တွေစာအုပ်တွေကအစအကုန်လုံးကိုဖျက်ဆီးပစ်တာတွေထိတောင်ရှိခဲ့တာပါဒီကနေ့မှာတော့ကျမတို့ကပပပင်ရဲ့ ကန်စတာတတူးကနေစလို့ဝင်းနီသဖူးရဲ့နိုင်ငံတော်အရှက်ရစီမှုအထိဖြတ်မောက်ပြမှုတွေနိုင်ငံရေးပြယောခါတွေဘာသာရေးအယူဝါဒတွေကြောင့်ကဘာတဝန်းမှာပိတ်ပင်ခံခဲ့ရတဲ့ကတ်တွန်းခုနှစ်ခုအကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါ။ဒုသဖြင့်ဒုတိယမြောက်ကတ်တွန်းစက်ကောင်ရဲ့ဇလန်းကတော့ပုံပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့အဲဒီစက်ကောင်ကနိုင်ငံတစ်ခုရဲ့သမရကြီးနဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့ပြဿနာကြောင့်ပိတ်ပင်ခံရလို့ပါပဲ။ဒါဆိုရင် ကတော့နေရဲ့အမောင်ဖတ်ချမ်းကိုဆက်ကြည့်လိုက်ရအောင်နော်နံပါတ်1ပပပစ်ဆစ်ဆရာကောင်းတဲ့ပပကိုတရုတ်နိုင်ငံကဘာကြောင့်ပြပင်းနေတာလဲအရှင်ကတော့ရွရှင်းပါတယ်ဂန်စတာကာချာကြောင့်မှာ2019မှာပပဟာရှီဟွေရင်းဆိုတဲ့အွန်လိုင်းလူမှုအတိုင်းဝိုင်းရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။လူငယ်တွေကပပပုံတွေကိုအတူတွေထိုးတယ်။အစိုးရကိုလောင်ပြောင်းတဲ့ပပဂန်စတာမိမိတွေဖန်ရင်းခဲ့ကြတယ်။ ိမ်မှာတရုတ်ကွန်မြူနတီပါတီတွေကဒေါသထွက်လာတယ်။အစိုးရကဒါဟာအပြတ်မောက်ပြုမှုတွေကိုအားပေးနေတာ ဆိုပြီးတော့ဗီဒီယို3000ကျော်ကိုချက်ချင်းဖယ်ရှားခဲ့ပြီးတော့ပပါဟတ်ဂျက်တွေကိုပါအသုံးပြုခွင့်ပိတ်ပင်ခဲ့ပါတယ်။နံပါတ်2ဝင်းနီသဖူးကိုလည်းတရုတ်နိုင်ငံကပဲပိတ်ပင်ခဲ့တာပါ။အကြောင်းကတော့သူဟာတရုတ်သမရရှီကျင်းဖင်နဲ့ပုံတရံချင်းတူနေလို့ပါ။2013ခုနှစ်မှာသမရာကြီးလမ်းလျှောက်နေတဲ့ပုံကို push နဲ့နှိုင်းရှင်နဲ့မိမိတွေစောက်ထွက်လာပြီးတော့ လူကြားထဲမှာရန်ကိုပေါက်သွားခဲ့ပါတယ်။ဒါကိုအစိုးရကနိုင်ငံရေးအရစော်ကားမှုလို့သတ်မှတ်လိုက်ပါတယ်။အကြောင်းရင်းကတော့နိုင်ငံခေါင်းဆောင်ရဲ့ပုံသဏ္ဍာန်ကို တောင်းပြန်လို့ပါပဲ။ဝင်းနီသပူကိုတရုတ်နိုင်ငံ Kingdom Heart 3ဂိမ်းကနေပါဖယ်ရှားခဲ့ပါတယ်။အာနာရှင်နိုင်ငံမှာကတ်တုံးဝဝုံကိုတော့ကြောင်းရွံ့ကြတယ်ဆိုတာတတ်မှတ်နေရပဲဖြစ်ပါတယ်။နံပါတ်3 Spoon Box Square Pack SpongeBob ကချက်စရာကောင်းပြီးယူထားတတ်တဲ့ဇက်ကောင်တစ်ခုပါ။ ရုရှားအစိုးရဖွဲ့စည်းတွေကတော့သူ့ကိုတိတ်မချက်ခဲ့ကြပါဘူးရုရှားယာရှိတွေရဲ့အစိုးရတော့ဒီကတွန်းဟာရိုးရာတံမိုးတွေကိုပျက်စီးစေပြီးလိင်တူချစ်ချင်းကိုအားပေးတာကြောင့်လို့ဆိုကြပါတယ်ပွန်ချ်ဘောရဲ့အလွန်မင်းရှင်ပြတဲ့ဟန်ပန်နဲ့ပက်ထရစ်နဲ့အတူနေတဲ့ပုံစံကိုသူတို့ကနန်သေးဝင်ခဲ့ကြတာပါရုရှားတူနိုင်ငံလုံးအပြေးဝပိတ်ပင်ခံရတာမဟုတ်ဝိမဲ့ဒေသများစွာကအစီအစဉ်တွေကနေဖေရှားပေးဖို့ဖိအားပေးခံခဲ့ရပါတယ်နံပါတ်၄ပိုကီမော ဆော်ရီအာရေဗီးယားရဲ့ဘာသာရေးစင်စာပိုကီမွန်ဂိမ်းတွေကိုဆော်ရီအာရေဗီးယားက2000ခုနှစ်မှာပိတ်ပင်ခဲ့ပါတယ်ဒီကတော့မှာ trading card တွေဝယ်ယူစုဆောင်ရတဲ့ပုံစံကလောင်းကစားနဲ့ဆင်တူတဲ့အတွက်ဘာသာရေးအရတားမြစ်တဲ့နဲ့ကိစ္စအဖြစ်ရှုမြင်ခဲ့ကြပါတယ်နောက်ပြီးတော့ start of david လို့မျိုးယူဝါသာဝင်ရဲ့တင်ကိတာတွေကပ်ပြားပေါ်မှာပါဝင်နေတာကြောင့်ဒါဟာဇီယွန်ဝါရကိုနှစ်တင်ပြီးရောက်တယ်လို့စုဆဲခဲ့ပါတယ် အဲဒီလိုအချက်တွေကြောင့်2000ခုနှစ်မှာတော့အစိုးရကဘာသာရေးမိန်ဖတ်ထွားကိုထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုပိတ်ပင်ပြီးတဲ့နောက်မှာလည်းခလေးတွေလက်ထဲကပိုကီမွန်ကတ်တွေနဲ့ဂိမ်းတွေကိုသိမ်းယူဖျက်ဆီးခဲ့တဲ့အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။နံပါတ်5 The Simpsons အရှိလေပိုင်းဒီဇာရဲ့ယဉ်ကျေးမှုစင်ခေါ်မှု The Simpsons ဟာနာမည်ကြီးတဲ့ကတ်တွန်းတစ်ခုပါ။ဒါပေမဲ့အရှိအလယ်ပိုင်းနိုင်ငံတချို့မှာတော့ဒီကတ်တွန်းဟာပိတ်ပင်ခံရမှုတွေအကြီးအကျယ်စဉ်စားဖြတ်တောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့အရှိအလဲပိုင်းယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့အရက်တောက်တာဝတ်သားစားတာဘာသာရေးနဲ့ပတ်သက်တဲ့ဟာသတွေပါဝင်နေလို့ပါပဲ MBC ကဟော်မာရဲ့နာမည်ကိုအိုမာလို့ပြောင်းပြီးဗာရှင်အစ်စ်ကိုဟန်နီပြတ်သားခဲ့ပေမဲ့လည်းအောင်မြင်မှုမရပဲတလအကျော်မှပဲရန်နာခဲ့ရပါတယ်။အကြောင်းရင်းကတော့ယဉ်ကျေးမှုဘာသာရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့အထိမခံနိုင်တာအကြောင်းဖြစ်ပါတယ်။နံပါတ်6ဒိုရင်မောပါကစ္စတန်မှာမိပင်ခံရခြင်း ။ရူရီမိုဆိုတာဂျပန်ပေါင်းဝင်အာရှနိုင်ငံများစွာမှာအအောင်မြင်ဆုံးစားကောင်တစ်ခုပါ။ဒါပေမဲ့ပါကစ္စတန်မှာတော့မိဘအများစုကလုံးဝပိတ်ပင်မှု တောင်းဆိုခဲ့ကြပါတယ်။ဟာလို့ဒီလိုလောက်ရတာလဲဆိုတော့နိုဗီတာရဲ့ကြီးရဲ့ဇီးရိုက်နဲ့ဒွေမွန်ရဲ့ကက်ကပ်တီပေါ်မှာမိခုံလွန်းတာကြောင့်ခလေးတွေအတူယူမှမှစိုးရင်နေကြတာပါ။ပိတ်ပင်မှုတောင်းဆိုကြတဲ့အကြောင်းရင်းတွေမှာယဉ်ကျေးမှုဆိုင်ရာအကြောင်းပြချက်တစ်ခုလည်းထပ်ရှိပါသေးတယ်။ ပါကစ္စတန်မှာဒိုရီမွန်ကိုမူရင်းဂျပန်ဘာသာစကားနဲ့မဟုတ်ခဲ့ဟင်ဒီဘာသာစကားနဲ့အများဆုံးပြသခဲ့ပါတယ်။ဒီလိုမျိုးဟင်ဒီဘာသာစကားနဲ့ပြသမှုကြောင့်ဒေသတွင်ဥရတူယဉ်ကျေးမှုကိုဖျက်ဆီးစေပြီးတော့အိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးလာမှာကိုမိဘအချို့ကစိုးရိမ်ပူပန်ခဲ့ကြတာလည်းအဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်ရုပ်သံလိုင်းတချို့မှာယာယီပိတ်ပင်ခံခဲ့ရပြီးတော့ဒီပြဿနာကိုပါကစ္စတန်လွှတ်တော်မှာတော့ဆွေးနွေးခဲ့ရပါတယ်။နံပါတ်9 Shrek 2 ူကတကမ္ဘာလုံးမှာယုံတင်ခဲ့ပေမဲ့အစ္စရေးမှာတော့ယုံပြသခွင့်ရယူရဆိုင်ခံခဲ့ရပါတယ်။အကြောင်းရင်းကပိုလို့တော်ထူးဆန်းပါတယ်။ဘာသာပြန်တာမှားလို့ပါ။ဟာဖရူဘာသာစကားနဲ့အသံသွင်းတဲ့အခါမှာပါဝင်တဲ့ဟာသာတပိုင်ဟာဒေသခံအစ္စရေးအစိုးရတဦးရဲ့ခုံတိခါကိုထိခိုက်စေတယ်လို့ယူဆတဲ့အတွက်တရားစွဲဆိုခံခဲ့ရပါတယ်။တရားရုံးကအဲ့ဒီဟာသာကိုပြပြရှားမချင်းရုတ်တင်ခွင့်ကိုပိတ်ပင်လိုက်ပါတယ်။အဲဒါကြောင့်ရုပ်ရှင်ကိုချက်ချင်းပြန်လဲတီးဖြတ်ပြီးတော့ဟာသာစကားကိုဖယ်ရှားခဲ့တော့မှပြန်လဲပြသနိုင်ခဲ့ပါတယ်။ ကဲမြင်တဲ့အတိုင်းပါပဲဒီချစ်စရာကတ်တုန်းတွေဟာကမ္ဘာတဝန်းမှာနိုင်ငံရေးရင်းကျေးမှုဘာသာရေးနဲ့ပတ်သက်တဲ့မယုံနိုင်စရာပြဿနာတွေကိုဖန်တီးခဲ့ကြတာပါပပပစ်ကဖန်စတာတကောင်ဖြစ်လာတယ်ပူရှ်ကလည်းနိုင်ငံရေးရဲ့သားကောင်ဖြစ်ခဲ့တယ်ပွန်ဘော့ကလည်းနိုင်သူချစ်သူလို့တောင်သတ်မှတ်ခံခဲ့ရပါတယ်ဒါတွေဟာကတ်တုန်းတွေကထော်ပြရေးသက်သက်မဟုတ်ခဲ့နိုင်ငံရေးရင်းကျေးမှုနဲ့နိုင်ငံရေးအပေါ်မှာဘလောက်ထိကိုထင်ရှားနေလဲဆိုတာကို ပြသနေရပါပဲ။ဒါနဲ့ ဒီဇက်ကောင်ခုနှစ်ခုထဲမှာဘယ်ဇက်ကောင်ရဲ့ပိတ်ပင်ခံထားရတဲ့ဇာလန်းကတဲ့အနေနဲ့လက်မခံနိုင်စရာဖြစ်ခဲ့လဲဆိုတာကိုပြောပြပေးခဲ့ကြပါအောင်နော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။